โอเคအားလုံးပဲမင်္ဂလာပါဘောနော်ကျွန်တော်ဒီနေ့မှာကျွန်တော်ဒါမျိုးဒါမျိုးကျွန်တော် black hole ပြပြနေလို့ကျွန်တော်တင်ပြမှာဘောနော်ဒီ black hole လည်းတာဘာဖြစ်တာလဲဆိုရင်ကျွန်တော်တို့ခလုတ်ဖွင့်တဲ့အတွင်းထဲနေပြီးတော့မီးမကူးဘောနော်ဒီခလုတ်တွေကဖွင့်နေကျွန်တော်ဒီကိုဖုံးအားလေးပဲဒီ black hole ကိုတွင်းနေဆိုရင်ကျွန်တော်အလုံးမလုပ်ဘူးဘောနော်အလုံးမလုပ်ပါဘူးကျွန်တော်ဒီနေ့မှာကျွန်တော်ဒီနေ့မှာဒီဗီဒီယိုမှာကျွန်တော်လက်တစ်ဖက်တစ်ဖက်ကျွန်တော်ရှင်းပြမှာဘောနော်လက်တစ်ဖက်ကကျွန်တော်ဒီကျွန်တော်ဒီဖုန်းကင်မရာကိုကင်ထားလို့ဘောနော်โอเคအေးဒီကောင်လေးရတာကျွန်တော်ဒီ လုတ်ဖွင့်လိုက်တာနဲ့ဒီထက်ကနေလို့မီးရမထွက်လာဘူးကွနော်မီးရမထွက်လာကျွန်တော်တက်စတာနဲ့ထောက်ကြည့်ရလေမီးမရှိဘူးပေါ့နော်အဲ့တော့ရောက်ကျွန်တော်ဒီပြပင်းကြီးမယ်ပေါ့နော်ဒီကလုတ်တွေဖွင့်လို့ပြပြင်းကလုတ်တွေပိတ်လိုက်ပေါ့နော်ကျွန်တော်ကလုတ်တွေပိတ်ပြီးတော့ကျွန်တော်အဲဒီကျွန်တော်တို့အိမ်ဒီမှာရှိတဲ့မီတာပေါင်းကမင်းကိုခြားထားဖို့လိုပါတယ်မီတာပေါင်းကမင်းကိုအလဲတဲတဲထားထားဖို့လိုတယ်ပေါ့နော်အဲအဲ့ဒါမှမသိရောက်ရင်ကျွန်တော်တို့ဟိုအပြင်ဘက်ကကျွန်တော်တို့ဒီမီတာပေါင်းပေါ့နော်ဟုတ်အိမ်နေပါလေကျွန်တော်တို့ပြင်မှာကျွန်တော်တို့မီတာတွေပါလေ ဒီမီတာတွေပါတွေလာကောက်တော့ဖက်တဲ့ပုံကို A1 breaker ကိုချထားဖို့လိုတယ်ပေါ့နော် A1 breaker ကိုချထားဖို့လိုတယ်ကျွန်တော်တို့ A1 breaker မချတော့အိန်းနေရမင်းရပဲဒီအိန်းနေရမင်းရကျွန်တော်တို့ပဲချထားလိုက်တယ်ပေါ့နော်မင်းမချပြီးတော့မှကျွန်တော်တို့ကင်ပေါ့နော်မင်းမချပဲကင်ရင်ကျွန်တော်တို့တက်လိုက်တယ်ပေါ့နော်မင်းမချပဲချမင်းမချပဲကျွန်တော်တို့ဒီကောင်သွားပြင်မယ်ဆိုကျွန်တော်တို့တက်လိုက်နေမှာလေအဲ့ဒါကျွန်တော်တို့အရင်ဆုံးမင်းချထားပါမယ်ကျွန်တော်မင်းသွားချထားမယ်ပေါ့နော် Okay မင်းချပြီးတော့ကျွန်တော်တို့ဒီကောင်အဲဒီကောင်ကျွန်တော်တို့ ဒီရုံရုံကြီးကြီးနဲ့ကန်ရိုက်ပေါ့နော်ညွန်ဒီကောင်လေးလှက်လိုက်မယ်သူကဒီဘက်မှာနှစ်နှစ်လုံးပါတာပေါ့နော်ဟေးဒီဘက်မှာလေးလှက်လိုက်မယ်ဒါမျိုးလျှက်စင်းနဲ့ပတ်သက်တဲ့ဗီဒီယိုလေးကြည့်ရင်ကျွန်တော် channel တွေကို subscribe ပေးပြီ subscribe ပေးခဲ့လို့ရရင်ပေါ့နော်ပြီးကြတော့ vein နဲ့ nudi ခေါင်းနှောင်းလေးကိုလည်းကျွန်တော်တို့နှိပ်ပေးခဲ့လို့ရတယ်ဒါမှကျွန်တော်ဗီဒီယိုလေးအသေးသေးတင်လိုက်ကျွန်တော်ပြည့်တဲ့ပြအရင်ဆုံးအူးဆုံးမြင်ရမှာပေါ့နော် โอเคဒီကြလေး net ရတဲ့တော်တော်ရှည်တယ်ပေါ့နော်တော်တော်ရှည်တယ်ရှည်တော့ကျွန်တော်တို့ဒီဘက်က net တလုံးကိုကျွတ်တယ်ပေါ့နော်ဒီဘက်က net တလုံးကိုကျွတ်မလာဘူးဒီဘက်က net တလုံးလည်းကျွန်တော်ချွတ်လိုက်မယ်နောက်တနေ့မှဒီအိမ်မြောင်ဥတွေပေါ့နော်အိမ်မြောင်ဥတွေပါတယ်ဟိုဒါမျိုးဒီအိမ်မြောင်နဲ့တေးနေတယ်ပေါ့နော်ဒီပုံပေါ့နော်ဒါတွေရင်းဆုံးရှင်းထုတ်လိုက်အောင်ပဲပေါ့နော်ကျွန်တော် โอเคပါเนาะကျွန်တော်ဒီကျွန်တော်တန်ရှင်းတော့လုပ်ရအောင်เนาะကျွန်တော်တန်ရှင်းလုပ်ပြီးတော့ဒီဘလို့တွေ့ရလဲဆိုရင်ဒီကောင်လေးကဒီဝါးရီပါလဲပြုတ်နေမမြောက်ပါเนาะဝါးရီပါလဲပြုတ်နေမမြောက်အရင်ဆုံးကျွန်တော်ဒီကောင်လေးရှင်းပြမယ်ဒီပုံမှာကျိုးနှဆောင်လာတယ်ပေါ့เนาะဒီဘော့ထေးမှာကျွန်တော်ကျိုးနှဆောင်တွေ့ရတယ်ပေါ့เนาะဒါဒီဘက်ကကျိုးอ่ะဟိုဟိုဘက်ကလာပြီးတော့ဒီဘက်တိုင်းလာတဲ့ဒီဘက်ဒီကကျိုးอ่ะကျွန်တော်ဒီဘယ်ဘက်ကကျိုးอ่ะပေါ့เนาะဘယ်ဘက်ကကျိုးอ่ะကျွန်တော်တို့ဒီသေးကိုအပ်ပို့တယ် ဒီထဲကိုကျွန်တော်တို့လျှက်စစ်ကိုပို့တယ်ပေါ့နော်ဒီဘက်ဘက်ကကျူကဒီဘက်ထဲကိုလျှက်စစ်ပို့တယ်ဒီဘက်ကညာဘက်ကညာဘက်ကကျူကကျွန်တော်တို့ဟိုအပေါ်ဘက်ကနေတော့ဟိုဘက်မှာကျွန်တော်တို့ပလက်ခုံတစ်ခုရှိရပေါ့နော်ဒီဘက်ကတိုင်းလို့ဒီဘက်တိုင်းပလက်ခုံတစ်ခုရှိရပေါ့နော်အဲ့အဲ့ဘက်တိုင်းပလက်ခုံတစ်ခုရှိတယ်အဲ့ပလက်ခုံသွားတယ်ပေါ့နော်အဲ့သူတို့ချင်းကဒီအပေါ်မှာဆက်လိုက်ရအောင်အပေါ်မှာဆက်တာကိုကျွန်တော်တို့အပေါ်မှာမဆက်ဘဲနဲ့ဒီခုံထဲမှာဆက်ထားတော့ကျွန်တော်တို့နည်းနည်းမျက်လုံးတွေကျွန်တော်နည်းနည်းအမြင်ရှုပ်တယ်ပေါ့နော်ဒီကောင်းလေးကိုအရင်ဆုံးကျွန်တော်ရှင်းပြမယ် ကျွန်တော်တို့ဒီကနေတော့ကြိုးလာတယ်ပေါ့နော်ဒီကနေဒီအပြန်အောင်ကြိုးလို့ဒါ layer ဆင်မှာဒါ line လို့ခေါ်တယ်ပေါ့နော်အနှံ့အောင်ကြိုးလို့ neutral လို့ခေါ်တယ်ဒီအပြန်အောင်ကြိုးလို့ကျွန်တော်တို့ tester နဲ့ထောက်ကြည့်လိုက်မယ်ဒီမှာမီလင်းနေရမယ်ပေါ့နော်ဒီကောင်အပေါင်းအပေါင်းတော့မရှိဘူးပေါ့နော်ဒီကောင်မှာ line နဲ့ neutral ပဲရှိကျွန်တော်တို့ဒီအပြန်အောင်ကြိုးကျွန်တော်တို့ line လို့ခေါ်ပြီးအနှံ့အောင် neutral လို့ခေါ်တယ်ပေါ့နော်အကြေကျွန်တော်မေးစီရတာ line နဲ့ neutral နဲ့တည်ကျင်နေဆိုရင်ကျွန်တော်တို့ဒီ1နှစ်ချောင်းကိုကျွန်တော်တို့ tester နဲ့ light ထောက်ကြည့်လိုက်ပေါ့နော် tester နဲ့ထောက်ကြည့်လို့ကျွန်တော် tester နဲ့မီလင်းနေဘက်က line မှာ တက်စတာနဲ့မီလီလင်းတဲ့ဘက်ကလိုင်းမှာဂျန်နဲ့တက်စတာနဲ့မီမီလင်းတဲ့ဘက်ကလည်းနူထရယ်ပေါ့နော်။ Okay လိုင်းနဲ့နူထရယ်ဆိုအဲ့တိုင်းခွဲရပါလေ။ကျွန်တော်တို့လက်နဲ့ကင်ကြီးပြီးတော့တောက်ခွဲလို့မရဘူးနော်။လက်နဲ့ကင်ကြီးခွဲရင်ကျွန်တော်တို့အဲတက်လိုက်သွားမယ်ပေါ့နော်။ Okay ကျွန်တော်အရင်ဆုံးဒီကောင်လေးကဘာဖြစ်တာလဲဆိုရင်ကျွန်တော်အဲဘာဖြစ်တာလဲဆိုတော့နောက်မှကျွန်တော်ပြောပြမယ်။အရင်ဆုံးကျွန်တော်ဘယ်လိုလုပ်မလဲဆိုရင်ဒီခုံလေးကျွန်တော်တက်မယ်ဆိုရင်ဒီခုံလေးကျွန်တော်တက်မယ်ပေါ့နော်တက်မယ်ဆိုရင်ဒီကောင်လေးကတအားယိုးရှင်နေပေါ့နော်ကျွန်တော်တို့မီးသီးပြင်းတဲ့ကောင်ကျွန်တော်လွယ်တယ်ပေါ့နော်โอเค ဒါလွယ်ပါတယ်ဒီကောင်လေးကအရင်ဆုံးဒီဘက်ကနေဒီကျူကကျွန်တော်ပို့တယ်လို့ပြောထားပါတော့ဒီဘက်ကျူကဒီလေးရစ်လာပို့တယ်လေးရစ်လာပြီးတော့အပြာရောင်ကျူကိုကျွန်တော်တို့ကလုတ်ရဲ့တငုံမှာတက်မယ်ကလုတ်ရဲ့ဒီအပုံငုံလေးမှာတက်တယ်ပေါ့နော်ဒါလေးကကလုတ်ပေါ့နော်ဟေးကလုတ်ရဲ့ကျွန်တော်တို့အပုံငုံလေးမှာတက်တယ်ဒီအနံ့အောင်ကျူတဲ့နူထွေးနူထွေးဆိုတာကတော့ကျွန်တော်တို့ဒီဒီအန်နင်းဆိုပြီးကြီးထားပေါ့နော်ဒီမှာသူ့ရဲ့အန်နင်းဆိုပြီးကြီးထားတဲ့ဒီအပုံငုံလေးမှာလာတက်တယ်လာတက်တယ်ပေါ့နော် အန်နဲ့ဆိုတော့နူထိုပြောတာပါဒီဘက်မှာ L ဆိုပြီးတော့ပါရမလို့အေး N ကလမ်းကိုပြောတာပေါ့နော်ဒီမှာကျွန်တော်တို့လေဒီဘက်တော့ပေါ့နော်ဒီဘက် N လေးဆိုပြီးတော့ဒီဘက်ပါရပေါ့နော်ကျွန်တော်ဒီရှင်းပြတယ်ပေါ့နော် N ဆိုပြီးပါမယ်ဒါကတော့ line ပါဒီဘက်ကနူထိုပေါ့နော်အရင်ဆုံးကျွန်တော်တို့ဒီဒီ neutral ဆိုတာကတော့ကျွန်တော်တို့ဒီသူ့ရဲ့ ending ဆိုတဲ့အစားလေးကိုတန်ဝင်လိုက်တယ်မြန်မာနှစ်စာကြီးတက်ထားတာကျွန်တော်တို့ဒီဒီဇိုင်းလေးကိုဟိုဘက်ကိုပြန်ပို့လို့အဲ့ဒါကြောင့်ကျွန်တော်တို့ နှစ်စာကြီးဖြစ်တာပေါ့နော်ဟိုဘက်ဘလော့ခုံပြန်ဖို့လို့ကျွန်တော်နှစ်စာကြီးဖြစ်နေတာပါဒီဒီကလေးကတော့ဒီကောင်တစားတယ်ပေါ့နော်တစားတယ်ပါဒီအပြန်ကျိုးလေးအရင်ခလို့ရအပေါ်သားဝင်မယ်ပြီးကြတော့အောက်ကနေပြီးကျိုးလေးကျိုးတူလေးတစ်ချောင်းပေါ့နော်ဒါမျိုးဟွာကျိုးတူလေးတစ်ချောင်းနဲ့ဒီအောက်တိုင်းသွားမယ်ဒီကောင်လေးကဒါ net မကျက်လို့ဒါလှဲစင်မကူတာပေါ့နော်ဒီ net ကလေးကိုကျွန်တော်တို့တားလေးကျက်ပေးလိုက်မယ်ကျွန်တော်တို့ဒီထိပြီးတော့ကြာတော့တိမ်မကူဖြစ်နေပေါ့နော်ကျွန်တော် net ကလေးတင်းတင်းကျက်နေတယ်ပြစ်ချက်ကတော့တကယ်တော့ net ကလေးချောင်းလို့ပေါ့နော် ဒီနေ့ကလေးချောင်းလို့အဲ့ဒါလေးကျွန်တော်တင်းတင်းလေးကျဲပြီးကျွန်တော်ပြန်ဆန်းကြည့်လိုက်မယ်ပေါ့နော်ဒီကဒီအပြာရိုးချင်းပြာရင်ပူရင်တို့မီးရှော့တယ်မဖြစ်ပေါ့နော်ဒီအပြာရိုးနဲ့အနံရိုးနဲ့တော့ပူလိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီဘက်ထရီလေးစအပေါင်းနဲ့နှုတ်လို့ပဲပေါ့နော်ရှော့ဖြစ်နိုင်တယ်ပေါ့နော် ကျွန်တော်လက်တက်ဖက်ကန်ရတယ်ဘယ်လိုမှအဆင်မပြေဘူးဖြစ်နေပါတော့အဲဒီဘက်ကဒါခလုတ်တကူတော့ဒါအပိုးတက်ပေးထားလို့ပဲကျွန်တော်တို့ဒီရေပေါ့နော်အဲဒီဒီခလုတ်တွေပါကျွန်တော်တို့ဒန်နီတွေပါကျွန်တော်တို့ဒန်နီတွေပါကျွန်တော်တို့ထမင်းတွေပါချက်လေးမီးပူကြောင်တဲ့ခလုတ်တွေပါဆိုရင်ကျွန်တော်တို့ နှိပ်တာများရင်ကျွန်တော်တို့ခလုတ်တွေအတွင်းနဲ့လောင်းသွားပြီးတော့နှိပ်လို့မရတဲ့ဒါမျိုးတွေဖြစ်တယ်ပေါ့နော်နှိပ်လို့မရတဲ့ဒါမျိုးတွေဖြစ်ရင်ကျွန်တော်တို့ဒီခလုတ်နဲ့ပြန်ပြီးတော့ဒီခလုတ်နဲ့ပြန်ပြီးတော့အောက်ခလုတ်နဲ့ချိန်ပြီးတော့ရေရေရမလို့ဒီခလုတ်ကလေးကိုကျွန်တော်တို့ချွတ်မယ်ဆိုရင်အရင်ဆုံးဝိုင်းနဲ့ပြန်ချွတ်လိုက်မယ်ချွတ်ပြီးဒီဘက်ပြန်မှာသူဒီကြိုက်ကလေးကိုကြောက်တဲ့အပြားလေးနဲ့ပေါ့နော်အဲ့လိုထိုးလှမ်းလိုက်ပေါ့ဒါဆိုသူခလုတ်လည်းကျွတ်တယ်ပေါ့နော်ကျွတ်ပါလေโอเคဒီဘက်ကခလုတ်ကလေးတချို့အိမ်တွေမှာဒီပေါ်ခလုတ်ကိုဒါမျိုးဘလက်ပေါက်တွေပုံပြီးတော့ ဒီရောက်ကခလုတ်ကိုကျွန်တော်တို့မီးပွင့်နေပါတယ်မှာအဲတက်ထားရပါတော့ကျွန်တော်တို့ပလက်ပေါင်းနဲ့နီးတဲ့မီးပွင့်နေပလက်ပေါင်းကနီးတဲ့အဲမီးပွင့်နေပါမယ်ကျွန်တော်တို့တက်ထားရကိုပြကြတော့ကျွန်တော်တို့အဓိကမင်းရတော့ဒီ၃ခုပေါ့နော်အရင်ဆုံးသူကကျွန်တော်ဒီညမှာခလုတ်မပါမယ်နဲ့အသုံးပြုချင်နေရတယ်ခလုတ်မပါမယ်နဲ့အသုံးပြုချင်ဒီခလုတ်ကိုမသွားနဲ့ဒီဝါကျုပ်ဒီမှာပဲတစ်ခါတည်းတန်းပို့လိုက်ပါတော့ဒီဝါရပေါ့စနာလေးဖြုတ်ပြီးတော့ ဒီ wire ပေါက်စနာလေးပြောရတယ်ဒီဘက်ပုံဒီအန်လေးဆိုတဲ့ဒီဘက်ရဲ့အန်လေးဆိုတော့ဒီကောင်းလေးပြောပါဘောနော်ဒီကောင်းလေးကိုကျွန်တော်တို့ဒီဒီအနေအောင်ဂျိုးလေးဒီဘက်ကအပြောင်ဂျိုးတတိလေးကိုကျွန်တော်တို့ဒီဂျိုးကြီးဒီသူ့ကိုပို့တယ်အတိုင်းပြီးတော့ main ဂျိုးကြီးကျွန်တော်ပြန်ပို့လိုက်လို့ရတယ်ဘောနော်ဒီဂျိုးဂျိုးဂျိုးတတိလေးနဲ့ခံရမလို့ဘောနော်ခလုတ်ကိုမသွားခလုတ်ကိုသွားမနေတော့လဲဘောနော်ဒီကောင်းကျွန်တော်တို့ဒီဂျိုးဒီဂျိုးကိုကျွန်တော်ဒီဘက်မှာလာတရဒါဆိုရင်ကျွန်တော်တို့ခလုတ်နဲ့အသုံးမပြုဘဲနဲ့ကျွန်တော်တို့ခလုတ်နဲ့တော့အပေးပွင့်ရတာမှမဟုတ်ဘူးဘောနော်ခလုတ်ကိုကြော်လိုက်တာဖြစ်တဲ့အတွက် ခလုတ်ကိုကြော်လိုက်တာဖြစ်တယ်ခလုံးနဲ့တွန်းပြလို့ရမှာမဟုတ်ဘူးဒါနဲ့ကျွန်တော်တို့တွေမီးရတော့ဒါတိုင်းလာနေမှာပေါ့နော်ဟုတ်ကဲ့မီးရတော့ဒါတိုင်းလာနေမှာပဲဖြစ်တယ်ပေါ့နော်ပြီးကြတော့ကျွန်တော်ဒီဘက်ကအဆန်းတော့ဒီဘက်ကနှစ်လုံးပဲကြက်ကားရည်ရဲ့ဒီဘက်မှာနှစ်လုံးနဲ့ဒီဘက်ကနှစ်နှစ်လုံးနဲ့နှစ်သုံးလုံးကြက်ချက်ကျန်နေပေါ့နော်ကျွန်တော်ထပ်ကြက်လိုက်မယ်โอเคနောက်ကလေးအောင်ကြက်ပြီးတော့မရှင်းတဲ့အချိန်ကျွန်တော်ဒီဗီဒီယိုအောက်ကကောမန့်မှာမေးခဲ့လို့ရရပါတော့ကောမန့်မှာမေးခဲ့လို့ရပါတယ် ဒါကျွန်တော်လည်းဒီအတက်နိုင်ငံတော့ကျွန်တော်လည်းရှင်းပြပေးတိုင်းပေါ့နော်ဒါဒီမှာလေးတော့စာလေးပါရေးပေါ့နော်ဒီမှာ tan a ဆိုပြီးတော့ပေါ့နော် tan a 220ဖို့ပေါ့နော်ဒီဘက်ကတင်းတင်းဒါ220 250ဆိုတော့ဒါတော့ကျွန်တော်တို့ AC 250ပြောတာပါကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်တော့နေရနေစေပဲတုံးနေပေါ့နော်ဒီဘက်က tan a ဆိုတော့ဒါ tan ပြရပြောတာ tan ပြရတဲ့ဂျုံဒီခလုတ်တွေလောင်သွားမယ်လို့သူကပြောထားပေါ့နော် tan ပြနဲ့ tan ပြအောက်ကိုတော့သူက300ရယ်ဆိုရိုင်းပေါ့နော် ခုကျွန်တော်တို့တခြားလေးတက်ပြီးတိုင်းကျွန်တော်တို့ဒီကောင်ပြန်ပြီးတော့နည်းနည်းပြန်တက်လိုက်မယ်ကျွန်တော်ခလုတ်တက်လိမ့်မယ်ဒီတိုင်းလေးလဲပြီးပေါ့နော်ဟိုကလာတယ်လျှက်စက်ကလာတယ်ဂျုံနှောင်းလျှက်စက်ပိုးတယ်ဂျုံနှောင်းဟာအနေအောင်ဂျိုးလေးတော့ဒီဘက်ကအန်နင်းဆိုမှတော့အသေးတက်ပြီးလိုက်အနေအောင်ဂျိုးလေးကိုတော့အန်နေဆိုမှအသေးတက်ပြီးလိုက်ဒါကဂျိုးနှချောင်းနေဖြစ်နေပါတော့နှချောင်းနေဖြစ်တာဟိုဘက်ပလက်ကုံပို့ထားတယ်လို့ကျွန်တော်ပြောထားတယ်ပေါ့နော်ဝေးအန်နေဆိုတာတော့ဒီဂျိုးတက်ပြီးလိုက်ပြီးတိုင်းဒီခလုတ်ရဲ့ ီအပေါ်သားပေါ့နော်ခလုတ်ရဲ့ဒီအပေါ်ဒီအပေါ်သားကိုကျွန်တော်တို့ဒီခလုတ်ကိုကြည်လိုက်တာနဲ့ဒီခလုတ်ရဲ့ဒီအပေါ်ငုတ်ကိုပေါ့နော်ဒီအပေါ်ငုတ်ကိုကျွန်တော်တို့အပေါ်ငုတ်ထည့်တယ်အောင်ငုတ်ထည့်ရရပေါ့နော်ကိစ္စနာတော့မရှိဘူးအောင်ငုတ်ထည့်ရရတယ်ပေါ်ငုတ်ထည့်ရရတယ်ကျွန်တော်တို့ဒီမှာအပေါ်ငုတ်ကိုထည့်ထားလိုက်တယ်အပေါ်ငုတ်ကနေပြီးတော့ဒီအပြန်ကျိုးလိုင်းကျိုးကိုကျွန်တော်တို့ထည့်လိုက်မယ်ပြီးကြတော့ဒီအောင်ငုတ်ကပြန်ထွက်လာမယ်လိုင်းကျိုးကိုအောင်ငုတ်ကနေပြန်ထွက်လာမှလည်းလိုင်းကျိုးပဲထွက်မယ်ပေါ့နော်ဒီလိုင်းကျိုးလေးကိုဒီဘက်ကအန်လင်းဆိုတဲ့လိုင်း သွားပြီးတော့တက်ပြီးပေါ့နော်ဒီမှာရှိပါတယ်အရင်ဆိုတဲ့လမ်းကတင်းလို့ပေါ့နော်တင်းလို့ပါတက်ပြီးလိုက်ဒါဆိုရင်ကျွန်တော်တို့ဒီဘလက်ကွန်လေးပဲကျွန်တော်တို့လောင်းသွားလို့အသေးလေးတည်းဆိုလည်းရရပေါ့နော်ခွေဒီကလောက်လောက်ဒါကြိုးထားပေါ့နော်ပြန်ဒီတည်းဟာလေးတန်ရှင်းလေးလုပ်ပြတယ်ပေါ့နော်ကျွန်တော်ဒါလုပ်ပြီးပြလိုက်ကေဝါးဒီစစ်ကြည့်ပါဝါးဒီတရားချက်မချက်စစ်ကြည့်ပေါ့နော်ကျွန်မရဖြစ်ပြန်ကျွန်တော်ထည့်လိုက်မယ်။နည်းထည့်ရတယ်ဆိုဝါရတောင်းလဲဆိုနည်း ကျဲတယ်ပေါ့နော်ဒီကနကရှိရဆိုရင်ကြာကြာလေးတော့ကျက်ကြတယ်ဒီဘက်မှာတန်ငုပ်ရှိသေးပေါ့နော်ဟဲ့ဗီဒီယိုမှာကျွန်တော်မရှင်းနိုင်ရင်ကွန်မန့်မှာမေးလို့ရရပါဘူး။မရှင်းနိုင်ရင်ကွန်မန့်မှာမေးလို့ရရတယ်။ နှက်ကရှိတော့ကျွန်တော်လိုင်းရစ်တွေများများပါလားကျွန်တော်တော်တော်ဖလက်ရတယ်ပေါ့နော်ကြောက်လေးတားရမလင်းနေဘူးကိုဒီထဲမှာသူထည့်ထားဆိုတော့ကျွန်တော်တို့အသင်းနဲ့တော့လင်းရတယ်ပေါ့နော်နည်းနည်းကျကျလေးလေးပြီးတော့တားကြီးကျက်မှပြင်းနေပေါ့နော်အားကုန်ရှိတယ်တော့မကျက်ပြပါနဲ့โอเคပေါ့နော်ကျွန်တော်ဒီရက်ဘလက်ကွန်လေးကျွန်တော်စမ်းပြမယ်ဒီရက်ဘလက်ကွန်လေးကိုစမ်းပြမယ်ဆိုရင်တော့ကျွန်တော်ခလုတ်လို့အပိတ်ခွင့်လို့ထည့်ချက်ပေါ့နော်ဒါကျွန်တော်ဒီနေ့မှာကျွန်တော်နေကျွန်တော်အပေါ်စမ်းတော့ကျွန်တော်အပေါ်ခလုတ်ကိုကျွန်တော် ်ဟာဒီတက်တာပေါ့နော်အခု all cloud ကိုကျွန်တော်ပြန်ချင်းလိုက်ခဲ့ပါတယ်ဒီဘာလို့လဲဆိုရင်ကျွန်တော်အပေါ် cloud ကကျွန်တော်မကောင်းတော့ပေါ့နော်မကောင်းတော့တဲ့အတွက်ကြောင့်ကျွန်တော် all cloud ကိုဒီ3 wire နှစ်ပင်ပြန်ပြောင်းတက်လိုက်ရပေါ့နော်ခလုံးမှာပါတဲ့ wire လေးနှစ်ပင် all cloud ကိုပြန်ချင်းတက်လိုက်ရမှာပဲ cloud ရဲ့အပေါ် all cloud ရဲ့အပေါ် cloud က wire အပေါ် cloud ကိုတွေ့ထားတဲ့ wire နှစ်ချောင်း all cloud ကိုပြန်ချိန်ပြီးတက်ပြီးလာရရပေါ့နော် okay ကျွန်တော်ပေါ်ကလုတ်ကတော့ကျွန်တော်သုံးမရတော့ဘောနော်။ညီတော်ကျွန်တော်ဒီ ဒါမျိုးကျွန်တော်မြည်သီးသွင်းတဲ့ဒီ charging လေးကျွန်တော်တက်ပြမယ်ပေါ့နော်โอเค charging လေးကိုတက်လိုက်တယ် charging လေးကိုတက်ပြကျွန်တော်ဒီအဘောခလုတ်ခါတော့ကျွန်တော်ပိတ်ဖွင့်မရတော့ဘောခလုတ်ကိုကျွန်တော်မသုံးလို့လာပြတယ်တော့ဘောခလုတ်ကဝိုင်ယာတွေအောက်ချင်းနေတဲ့တော့ကြောင့်အောက်ခလုတ်ကိုသုံးမယ်အောက်ခလုတ်ကိုသုံးတော့ကျွန်တော်အောက်ခလုတ်ဖွင့်ထားတယ်အောက်ခလုတ်ဖွင့်ထားတယ်ပေါ့နော်ထည့်လိုက်တယ်ထည့်လိုက်တော့ဒီမီးစင်းလေးလင်းလိုက်ပေါ့နော်โอเคမီးစင်းလေးလင်းလာပါတယ်မီးစင်းလေးလင်းလာတော့ဒါဆိုရင်အရှင်ပြေပေါ့နော် မူလေးနဲ့ပြန်ဖွင့်ပြမယ်။ Okay မိစင်းလေးလင်းလိုက်ပါတော့။ပြီးရင်ကျွန်တော်ဒါမျိုးဒီကျွန်တော်အိမ်မှာရှိတဲ့ဒါမျိုးအာသင်မီဒီနဲ့ကျွန်တော်စမ်းပြပေးမယ်ပေါ့နော်။အာသင်မီဒီနဲ့ကျွန်တော်စမ်းပြပေးမယ်ကလုတ်ဖွင့်ထားလိုက်ပါတော့။ကလုတ်ပေးလိုက်ရင်ကျွန်တော်အာသင်မီရတာခြားချင်မလို့ကျွန်တော်မီလေးမိတ်ပါမယ်ပေါ့နော်။ကလုတ်ဖွင့်နိုင်တဲ့အတွက်ကျွန်တော်မီရတာမီနီလေးလင်းနေပေါ့နော်။ Okay မီနီလေးလင်းပါတယ်ဒါကလုတ်ဖွင့်ထားတော့ကျွန်တော်မီရတာမီနီလေးလင်းနေ။ကလုတ်ပြန်ပေးလိုက်မယ်ဆိုရင် မီးရမလင်းတော့ဘူးเนาะပြန်ရသွားမယ်ခလုတ်ဖွင့်နေလိုက်ပါတော့ဒီဗီဒီယိုလေးကျွန်တော်မေးဆွေးရတဲ့အသိဉာဏ်ပို့တာတခုရခဲ့ဆိုရင်ကျွန်တော် channel ကို like subscribe ပေးခဲ့ပြီးဒီဗီဒီယိုကို like ပေးခဲ့လို့ရပါတော့ဝေးကျွန်တော်ဒီဗီဒီယိုဒီမှာပဲဆုံးသက်ပါမယ်